မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါဒီကနေ့အော်တိုဝါလာ20ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစီတွေကတော့ ဈာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ရှေးလုပ်ငန်းစဉ်တွေကို CRPH ရဲ့ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာရှင်းလင်းတင်ပြတဲ့တည်။ဈာကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်တဲ့တည်။အကြံပတ်စစ်တပ်ကယခုလအတွင်း TNL စိုးမိုးထိန်းချုပ်နယ်မြေမှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်ပြုလုပ်ခဲ့ရာတံဃာတော်တွေနဲ့ပြည်သူ19ဦးအထိသေဆုံးခဲ့ရတဲ့တည်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျပန်နိုင်ငံခီးစင်မှာဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးတောင်းဆိုမှုပြုလုပ်မယ်ဆိုတဲ့တဲ့တင်။ရင်းကျက်မြို့နယ်ရေချောင်းစစ်စေးရေးဂိတ်ကအကြမ်းဖက်စစ်သင်္ဘောတွေကိုတော်လှန်ရေးအဖွဲ့က drone နဲ့ပုံကျဲတိုက်ခိုက်တဲ့တဲ့တင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတခုကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအနာရှင်တော်လှန်ရေးဆန္ဒပြလူလူတပိတ်တဲ့တင်တွေပဲဖြစ်ပါတယ်။ ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ရှေးလုပ်ငန်းစဉ်တွေကို CRPH ရဲ့ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာရှင်းလင်းတင်ပြတဲ့သတင်းကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ရှေးလုပ်ငန်းစဉ်တွေကိုပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီ CRPH ရဲ့အော်တိုဘာလ18ရက်နေ့ကပြုလုပ်တဲ့ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာရှင်းလင်းတင်ပြခဲ့တယ်လို့သိရပါဗျာ။ အစည်းအဝေးမှာပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပြီးဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘုတ်ကော်မတီဒုတိယဥက္ကဋ္ဌပြည်တော်စုဝင်ကြီးဦးလွင်ကိုလက်ကဆက်လက်ဆွေးနွေးခဲ့ပါတယ်။ပြည်တော်စုဝင်ကြီးဦးလွင်ကိုလက်ကအစည်းအဝေးများဆောင်ရွက်နိုင်မှုအခြေအနေအရေးပေါ်အုပ်ချုပ်ရေးဆောင်ရွက်နေတဲ့မြို့နယ်တွေအမိန့်ကြေညာစာထုတ်ပြန်မှုညွှန်ကြားချက်တွေထုတ်ပြန်ထားမှုလုပ်ငန်းတွေမှာပအဖပြန်နှန်းတွေပြန်လည်တိုက်ဆိုင်စစ်ဆေးတာ လစဉ်မြို့နယ်ခရိုင်အစီရင်ခံစာတွေတောင်းခံတာမြို့နယ်များလိုက်လုပ်ငန်းစွမ်းဆောင်ရည်တွေတုံ့တက်တာတရားမဝင်ရွေးကောက်ပွဲစန့်ကျင်ရေးအတွက်စီမံချက်ရေးဆွဲပြီးဆောင်ရွက်တာမြို့နယ်ရာဇဝတ်တရားစီရင်ရေးအဖွဲ့ထားမှုအရေးယူဆောင်ရွက်ထားမှုအခြေအနေတွေနဲ့ရှေးလုပ်ငန်းစဉ်တွေကိုရှင်းလင်းတင်ပြခဲ့ပါတယ် ဆက်လက်ပြီးအရေးပေါ်အုပ်ချုပ်ရေးဆောင်ရွက်နေတဲ့မြို့နယ်တွေနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကရှင်းလင်းတင်ပြခဲ့ရာတက်ရောက်လာတဲ့ကော်မတီဝင်တွေကသိရှိလိုတာများအားဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပါတယ်။အဲဒီလိုဆွေးနွေးလာမှုများကိုပြည်တော်စုဝင်ကြီးဦးလွင်ကိုလက်ကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။ အစည်းအဝေးကိုပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌအတွင်းရေးမှူးနဲ့အဖွဲ့ဝင်တွေရေးရာကော်မတီအဖွဲ့ဝင်တွေဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီရဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကော်မတီနဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအစည်းအဝေးပြုလုပ်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ မျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီနဲ့တနင်္သာရီတိုင်းပဲခူးတိုင်းအေယာဝတီတိုင်းတို့မှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကြားတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး30မြင်းဆောင်2025ကိုအော်တိုဘာလ19ရက်နေ့ကမနက်10:00နာရီအချိန်မှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအတွင်းမှအဖွဲ့ဝင်လျက်စနစ်စွမ်းရည်ဝန်ကြီးဌာနတွဲဖက်အတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။အဒီနောက်မြို့နယ်တွေရဲ့အာဂျင်ဒါတင်သွင်းဆွေးနွေးမှုအပေါ် ်သက်ဆိုင်ရာဝန်ကြီးဌာနတွေကပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။အဆိုပါတွေ့ဆုံပွဲကိုအမြဲတမ်းအတွင်းဝင်တွေဒုတိယအတွင်းဝင်တွေတွဲဖက်အတွင်းဝင်တွေဌာနဆိုင်ရာများမှတာဝန်ရှိသူတွေနဲ့တနင်္သာရီတိုင်းပဲခူးတိုင်း AR တိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ထရေးနှင့်လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ကျမ်းပတ်စစ်တပ်ကယခုလအတွင်း TNLA စိုးမိုးထိန်းချုပ်နေမြေမှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်ပြုလုပ်ခဲ့ရာ တန်ကာရော်တွေနဲ့ပြည်သူ19ဦးထိတိုက်ဆုံခဲ့ရတဲ့တဲ့ရင်ကိုထပ်မံတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ကယခုအော်တိုဝါလာအတွင် TNL စိုးမိုးထိန်းချုပ်နယ်မြေမှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်ပြုလုပ်ခဲ့ရာတန်ကာရော်တွေနဲ့ပြည်သူ19ဦးထိတိုက်ဆုံခဲ့ရတယ်လို့ TNL ကဒီကနေ့မှထုတ်ပြန်ပါတယ်။ အကြံဖတ်စစ်တပ်ကအော်တိုဘာလ၁ရက်နေ့ကနေ၁၈ရက်အတွင်း TNL စိုးမိုးထိန်းချုပ်နယ်မြေတွေဖြစ်တဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာမန္တုံမြို့မှာ၁ကြိမ်၊ကြောင်မဲမြို့မှာ၃ကြိမ်၊သီဘောမြို့မှာ၅ကြိမ်၊မိုင်းမောမြို့မှာ၁ကြိမ်၊မိုင်းလုံမြို့မှာ၄ကြိမ်၊နမ်ဆန်မြို့မှာ၅ကြိမ်၊နမ်မတူမြို့မှာ၅ကြိမ်၊မိုးမိတ်မြို့မှာ၃ကြိမ်နဲ့မိုးကုတ်မြို့မှာ၁ကြိမ်စုစုပေါင်း၂၈ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။အော်တိုဘာလ၁၉ရက်နေ့ကလည်းအကြံဖတ်စစ်တပ်ကမိုးကုတ်မြို့အနောက်ပိုင်းကြောက်ဖားကျေးွာကိုဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ အကြံဖတ်စစ်တပ်ကကြောက်ဖားကြီးရွာကို Jet Fighter နဲ့ပေါင်150ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူတွေရဲ့ကြက်မွေးမြူရေးချက်မော်ကိုကြားရောက်ပောက်ကွဲခဲ့တယ်လို့ TNL ကပြောပါတယ်။အကြံဖတ်စစ်တပ်ကအော်တိုဘာလ19ရက်နေ့မှာပဲ TNL စိုးမိုးထင်းချွေရဒေသဖြစ်တဲ့ Namsan Mandong နဲ့မိုင်းကော့မြို့နယ်တွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရေးအတွက်စီရေးတည်အမြဲရှိရန်လိုအပ်တယ်ဆိုတာနဲ့လေချောင်းရံကနေကာကွယ်နိုင်ရေးအတွက်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကအတိပေးထုတ်ပြန်ထားပါတယ်။ American သမ္မတ Donald Trump ရဲ့ဂျပန်နိုင်ငံခီးစဉ်မှာဒေါအောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးတောင်းဆိုမှုပြုလုပ်မယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျပန်နိုင်ငံခီးစဉ်မှာဒေါ်အောင်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးခံနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးတောင်းဆိုမှုပြုလုပ်သွားမယ်လို့ NUG Support Team ဂျပန်ထံကသိရပါဗျ။မြန်မာနိုင်ငံအရေးကိုအမေရိကန်မှပုံမအလေးထားအာရုံစိုက်လာစေရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျပန်သို့ရောက်ရှိနေခြင်းကာလအတွင်းဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့မေတ္တာရက်ခံအကူအညီတောင်းဆိုခြင်းလှုပ်ရှားမှုကိုပြုလုပ်သွားမှာဖြစ်တယ်လို့ NUG Support Team ဂျပန်ကပြောပါဗျ။ မြမအရေးကိုပုံမအလေးထားဆောင်ရွက်လာစီရန်တိုက်တွန်းတောင်းဆိုမေတ္တာရက်ခံအကူအညီတောင်းခံတဲ့လှုပ်ရှားမှုကို အော်တိုဘာလ28ရက်နေ့မှာပြုလုပ်သွားမှာပါအမေရိကန်သမ္မတဟာတောင်ကိုရီးယားနိုင်ငံမှာယခုလကျင်းပမဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးအစည်းအဝေးမှာတွားရောက်ခင်ဂျပန်နိုင်ငံကိုအော်တိုဘာလနောက်ဆုံးအပတ်မှာလာရောက်မှာလို့ဆိုပါတယ်အမေရိကန်သမ္မတလာရောက်ချိန်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်ရေးတို့အတွက်တောင်းဆိုသွားမှာဖြစ်ပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်ရဲ့ပြည်သူအပေါ်ရက်စက်ရုံမာမှုတွေအကြမ်းဖက်မှုတွေရပ်တန့်သွားစေရန် အမေရိကန်နိုင်ငံအနေနဲ့မြမအရေးကိုအလေးထားဆောင်ရွက်လာစေရန်တောင်းဆိုသွားမှာလို့ပြောပါတယ်။ဂျပန်ရောက်မြန်မာတွေအနေနဲ့အမေရိကန်သမ္မတဂျပန်ကိုရောက်ရှိနေစဉ်ကာလအတွင်းမေတ္တာရက်ခံအကူအညီတောင်းဆိုတဲ့လှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ကြဖို့အတွက်လဲ NUG Support Team ဂျပန်က ဖိတ်ခေါ်ထားပါတယ်။ ရင်းကျက်မြို့နယ်ရေချောင်းစစ်စီဂိတ်ကအကြမ်းဖက်စစ်သည်မော်တွေကိုတော်လိုင်းရေးအဖွဲ့ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းရင်းကျက်မြို့နယ်ကအကြမ်းဖက်စစ်တပ်ရဲ့ရေချောင်းစစ်စီဂိတ်စိတ်ညံရေတင်ရုံးမှာအကြမ်းဖက်စစ်သည်မော်တွေရောက်ရှိစိုက်ကတ်ထားစဉ်တော်လိုင်းရေးအဖွဲ့မှဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရေစကြိုတပ်ပေါင်းစုကဒီကနေ့မှထုတ်ပြန်ပါဗျ။အဆိုပါစစ်ကမ်းကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်သည်မော်တွေကို အော်တိုဘာလ12ရက်နေ့ညပိုင်းအချိန်မှာဒရုန်းအသုံးပြုပြီးဘုံသီးလေးလုံးကျဲချတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းရန်သူစစ်ရေရင်ပေါ်ကိုတဲတဲကြထိမှန်ပြီးအကြမ်းဖက်စစ်သား၄ဦးထိခိုက်ဒဏ်ရာရရှိကာတင်မောဦးခေါမိုးပျက်စီးသွားတယ်လို့ဆိုပါတယ်အကြမ်းဖက်စစ်တပ်ဘက်မှလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဒရက်ဆက်ပြန်လည်ပြစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်တွေဘက်ကအထိခိုက်မရှိခဲ့ဘူးလို့အသိပေးထားပါတယ် အဆိုပါစစ်စင်ရေးကိုရေစကြိုတပ်ပေါင်းစုနဲ့အတူ Urban Underground Revolution for YSO Drone တပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါအခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြည့်ချိန်မုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမပင်မျိုးနယ်မှာ ပြည်သူအာမန်တပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတို့ရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်စစ်ကြောင်းနဲ့တင့်မဲပြင်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လန်လှိမီတောင်းသွင်းနေတဲ့တပိတ်စစ်ကြောင်းကတင့်မဲပြင်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗါး။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွင့်မီတောင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းနဲ့တင့်မဲပြင်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီဒေါ်လာရေးတပိတ်စစ်ကြောင်းကအတူရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲကြီးဒီဒေါ်လာရေးတပိတ်စစ်ကြောင်းဖက်စစ်ရွေးကောက်ပွဲခွေးထွက်ပေါက်မဲမပေးတဲ့တပိတ်ပေါက်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ ဒါကတော့အော်တိုဝါလာ20ရက်နေ့သတင်းတွေနဲ့လူမှုစာနာပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွယ်ကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။